ားလုံးပဲမင်္ဂလာပါနေဟွန်ယုံဝင်းကျော်ကူရဲ့ကိုဆိုင်ပေ့ချ်ဝက်ဘ်ဆိုက်ကနေမှတစင်မြန်မာစင်ကာပူထိုင်းစတဲ့ကျွန်တော်တို့နိုင်ငံတွေကိုလင်းရင်တော့မဟုတ်တင်မောနဲ့ပစ္စည်းပုံတွေလေးအကြောင်းကျွန်တော်ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးကျွန်တော်နဲ့အတူတူနေဟွန်ယုံဝင်းကျော်ကိုလိုက်ခဲ့ကြပါဦးအခုကျွန်တော် new human qk ကိုရောက်နေပါပြီ။အဲတော့ကျွန်တော်ဒီခေါက်ပုံမှာကတော့ဒီ iPhone ကိုကျွန်တော် Singapore ပုံမှာဖြစ်ပါတယ်။ အခုမှပထမဆုံးစပုံမှာဖြစ်လို့ဒီနီယွန်ယိုဘင်းကုတ်ဆိုင်ပေးကြီးကိုကျွန်တော်တို့ဒီတိုရိုကိုအရင်ဆုံးလောက်ရမှာဖြစ်ပါတယ်ဒီနေရာမှာတကုတ်တရီပေးချင်တာကဂျပန်ပြည်တွင်းနဲ့ဒီနိုင်ငံခြားကိုပို့တာ website မတူတာဖြစ်လို့တော့ပေါ့နော်အဲ့တော့ဒီခုမှနိုင်ငံခြားစပုံမဲ့သူတွေကဒီကုတ်ဆိုင်ပေးကြီးကိုမဖြစ်မနေတိုရိုကိုလောက်ရမှာဖြစ်ပါတယ်ဒီကုတ်ဆိုင်ပေးကြီးမှာတိုရိုကိုလောက်ပြီးမှပစ္စည်းပို့တဲ့လုပ်ငန်းတက်ဆဆူကီကဆက်ပြီးတော့လုပ်လို့ရမှာဖြစ်ပါတယ်တိုရိုကိုလောက်တာကကိုအိမ်မှာဂျိုပြီးတော့လောက်ထားလို့ရတယ်လို့ ရုံးမင်းခွခုရောက်မှလည်းဒီ scan လေးကိုဖတ်ပြီးတော့လုပ်လို့ရပါတယ်။ရုံးမင်းခွခုမတွားခင်တို့တို့ခုဂျိုးပြီးလုတ်ထားခြင်းတဲ့သူတွေအတွက်ကတို့တို့ခုလုပ်လို့ရတဲ့ link လေးကိုကျွန်တော်ဒီ YouTube description မှာကျွန်တော် link ချပေးထားပါမယ်။အဲ့တော့တို့တို့ခုလုပ်ဖို့အတွက်က scan လေးကိုကျွန်တော်ဖုန်းနဲ့ဖတ်လိုက်ပါမယ်။ပြီးရင်တော့တို့တို့ခုလုံးလို့ရမယ် website လေးကြာလာပါတယ်ဒီမှာကတော့သူကဖုန်းနဲ့လုံးလို့ရသလို ကွန်ပျူတာနဲ့လည်းလုပ်လို့ရပါတယ်အဲ့တော့ကျွန်တော်လုပ်ပွင့်လို့ဒီလေးကိုခဏလေးအကြမ်းမင်းကြီးလိုက်မယ်ပေါ့နော်ကဲအားဆိုရင်ကျွန်တော် login computer color ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါမယ်။အခုမှအကောင့်စောင့်ဖွင့်မှာဖြစ်လို့ရတဲ့ create account ကိုနှိပ်လိုက်ပါမယ်။ ဒီနေရာမှာကိုယ့်ရဲ့နာမည်ဖြည့်ပေးရမှာဖြစ်ပါတယ်။အဲ company name ရှင်လဲ company name ပေါ့နော်။ပြီးလို့ရှင်လဲ business HU ရှင်လဲ business HU ပေါ့နော်။ရိုးရိုးကျွန်တော်တို့တာမန်ပေါ့နော်။ခိုချင်းနဲ့ပို့တဲ့သူတွေကတော့ဒီနာမည်ပဲဖြည့်ရမှာပါ။အောက်ကဟာကြီးမဖြည့်လဲရပါတယ်။အဲ့တော့ဒီမှာကျွန်တော်ရဲ့နာမည်လေးရိုက်ထည့်လိုက်ပါမယ်။ဒီမှာကိုယ့်ရဲ့ဒီ sign နာမည်ကိုထည့်ပေးရမှာဖြစ်ပါတယ်။ sign နာမည်ကိုရိုက်ထည့်ပြီးတော့ set ကိုနေလိုက်ပါ။

ဝင်းတက်ကရစ်ပြီးသွားရင်တော့ကျွန်တော်တို့ email address ရိုက်ထည့်ပေးရမှာဖြစ်ပါတယ် email address ကတော့အပေါ်မှာတရောင်းပြီးရင်အောက်မှာကျွန်တော်တို့ confirm လုပ်ဖို့အတွက်နှစ်ခါရိုက်ထည့်ပေးရမှာဖြစ်ပါတယ်အီးမေးပြီးရင်တော့ကျွန်တော်တို့ password တက်မှတ်ပေးရမှာဖြစ်ပါတယ်။ password ကတော့ထုံးစံတိုင်းအင်္ဂလိပ်စာလုံးအကြီးပါမယ်အသေးပါမယ်ကနန်းပိုင်းရပါတယ်။ ဒီနေရာမှာကတော့ security answer question တခုရွေးပြရမှာဖြစ်ပါတယ် middle name or mother တို့ပြီးရင် school name တို့ပေါ့နော်တခုခုရွေးပြီးတော့အဲပြီးရင်တော့အောက်မှာကျွန်တော်တို့ answer လေးတခုခုရေးရမှာဖြစ်ပါတယ်ဥပမာကိုယ့်ရဲ့ middle name or mother ပေါ့နော်အဲဆိုရင်တော့ကိုယ့်အမေရဲ့ middle name ကိုရိုက်ထည့်ပြရမှာဖြစ်ပါတယ်ဥပမာ school name ကိုရွေးလိုက်လို့ရှင်လေကိုယ့်ရဲ့ school name ကိုရိုက်ထည့်ပြရမှာဖြစ်ပါတယ်နောက်တစ်စင်းကတော့ JP Po ရဲ့ as noun တွေကိုလက်ခံမလားပေါ့နော် yes no တခုခုရေးပြီးတော့ ပြီးရင်ဆက်လက်ပြီးတော့ကိုနေညို့နေပြီးတော့ရှင်းဆက်သွားလို့ရပါတယ်။ဒီနေရာမှာပေါ့နော်ကိုနေညို့ကိုရွေးတဲ့အခါမှာရှင်းဆက်သွားလို့မရဘူးပေါ့နော်အဲ့မှာဘာဖြစ်နေရလဲဆိုတော့တချို့အချက်လက်လေးတွေဖြည့်တာမှားနေရဖြစ်တဲ့အတွက်အဲ့အချက်လက်လေးတွေကိုကျွန်တော်ပြန်ပြင်ရမှာဖြစ်ပါတယ်။မှားတဲ့နေရာလေးတွေကတော့ဒီပန်းရောင်နဲ့ပြထားပေးပါတယ်။မှားနေတဲ့ channel တွေပြင်ပြီးသွားတယ်ဆိုရင်တော့ကျွန်တော်တို့ register ကိုနှိပ်ပြီးတော့ကျွန်တော်တို့ရှင်းဆက်သွားမှာဖြစ်ပါတယ်အဲ့တော့ register ကိုနှိပ်လိုက်ပါမယ် ဒီမှာတော့ကျွန်တော်တို့ဒီတို့တို့ကုလုပ်တာတော့ပြီးသွားပြီအဲ့တော့ဒီမေးမှာကြာလာတဲ့ကျွန်တော်လင်းလင်းရနေမှာတစင်းကျွန်တော်တို့ဒီ active ပြန်အောင်လုပ်ပါမယ်အဲ့လင်းကိုနှိပ်ပြီးသွားရင်ကျွန်တော်တို့ account စပြီးတော့ login ဝင်လို့ရပါပြီ home ကိုနှိပ်လိုက်ပါပြီးရင်တော့ကျွန်တော်တို့ခုနကရှောက်ခဲ့တဲ့ email address နဲ့ကျွန်တော်တို့ password ကို ရိုက်ထည့်ပြီးတော့ login ဝင်ရမှာဖြစ်ပါတယ် အားလုံးရိုက်ထည့်ပြီးတော့ login ဝင်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီစာမျက်နှာလေးကြာလာပါတယ်။ဒီနေရာမှာ sender information ပေါ့နော်ပို့မဲ့သူရဲ့အချက်လက်တွေကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။အပေါ်ဆုံးကနာမည်ပြီး postal code ပြီးလိပ်စာရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ စာရင်းနံပါတ်ကိုရိုက်ထည့်လိုက်တာနဲ့ကျွန်တော်တို့လိပ်စာကျလာတယ်။အဲ့မှာမှာကျွန်တော်တို့အိမ်နံပါတ်သို့မဟုတ်ခန်းနံပါတ်တွေကိုထပ်ပြီးတော့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ပြီးရင်တော့ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ဒီ channel တွေအကုန်ဖြစ်ပြီးသွားရင်တော့ continue နေပြီးတော့ရှင်းဆက်သွားပါမယ်။ ပြီးတော့နောက်တစ်ယောက်ကတော့ကျွန်တော်တို့လက်ခံမဲ့သူရဲ့လိပ်စာတွေကိုဖြည့်ပေးရမှာဖြစ်ပါတယ်။ဒီနေရာမှာလက်ခံမဲ့သူရဲ့အဲနာမည်ပြီးရင်တော့ပို့မဲ့နိုင်ငံပြီးရင်တော့သူ့ရဲ့လိပ်စာ စာတိုင်းနံပါတ်တွေကိုကြိုပြီးတော့ပြင်ထားဖို့လိုအပ်ပါတယ်။ပြန်တော့ဒီနေရာမှာကျွန်တော်တို့ပို့မဲ့နိုင်ငံရွေးมาဖြစ်ပါတယ်အခုကစင်ကာပူမှာဖြစ်တဲ့အတွက်ဒီထဲကနေမှာကျွန်တော်စင်ကာပူရှာပြီးတော့ရွေးပါမယ် ပြီးရင်တော့ဟိုဘက်ကလက်ခံမဲ့သူရဲ့လိပ်စာထည့်ပေးရမှာဖြစ်ပါတယ်လိပ်စာပြီးရင်တော့ကျွန်တော်တို့ဒီနောက်တစ်ခုကမြို့နယ်ဟိုထည့်ပေးရမှာဖြစ်ပါတယ်ဥမာယာမာကူချီကန်တွေကရှီမိုဇက်ကီမြို့ဆိုရင် ရှီမိုဇက်ကီပေါ့နော်အဲခုကတော့ဒီစင်ကာပူရဲ့ဒီမြို့နာမည်တစ်ခုကိုထည့်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီ postal code ကိုထည့်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့နောက်တစ်ခုကတော့ဖုန်းနံပါတ်ထည့်ပေးရမှာဖြစ်ပါတယ် ဒီနေရာမှာကတော့ကျွန်တော်အရင်ဆုံးဖုန်းနံပါတ်ကိုပဲရိုက်ထည့်လိုက်ပါတယ်။ပြီးရင်တော့လက်ခံမဲ့သူရဲ့လိပ်စာ poster code ပြီးမျိုးတွေထည့်ပါမယ်။ ျွန်တော်တို့ဖြစ်ရမယ့်ခြံတည်အကုန်ဖြစ်ပြီးသွားရင်တော့ကျွန်တော် continue နေပြီးတော့ရှင်းဆက်သွားပါမယ်အဲ့တော့ဒီမှာဖြည့်ပြီးသားအချက်လက်တွေကြာလာတယ်ပေါ့နော် ပြီးရင်တော့အမှန်ချင်းချင်းပြီးတော့ continue နေပြီးတော့ကျွန်တော်ရှင်းဆက်သွားပါမယ်ပြီးရင်တော့ကျွန်တော်ကဒီ parcel မျိုးစားရွေးရမယ်ပေါ့နော် document လာပေါ့နော်အမျိုးမျိုးအဲ့တော့ကိုပို့မဲ့ parcel မျိုးစားပုံမျိုးတွေရွေးလို့ရပါတယ်ဒီနေရာမှာလည်းအဲလေရင်နဲ့ပုံမှန်လားသို့မဟုတ်တင်မောနဲ့ပုံမှန်လားပေါ့နော်သို့မဟုတ် ဒီကတ်ရက်နိုင်ငံတွေဆိုရင်ကားနဲ့ပုံမှာလာမတော့အဲ့လိုပုံစံမျိုးပါပြီးရင်တော့ interaction nan delivery နေရာမှာကျွန်တော်က re account ကိုရွေးလိုက်ပါတယ်ပြီးရင်တော့ content right ကတော့ gift ကိုပဲ default ထားလိုက်ပါတယ်ပြီးရင်တော့ content ဆိုတဲ့နေရာကိုနှိပ်ပြီးတော့ဗောနော်ကျွန်တော်တို့ပို့လိုက်တဲ့ပစ္စည်းရဲ့အမျိုးအစားအာပြီးရင်ကျွန်တော်တို့အရေးအတွက် ပြီးရင်ပို့လိုက်တဲ့ပစ္စည်းရဲ့ဈေးနှုန်းတွေရေးပေးရမှာဖြစ်ပါတယ်ဒီနေရာမှာကတော့ကျွန်တော် ဒီ iPhone ပုံမှာဖြစ်တဲ့အတွက် iPhone လို့ရေးလိုက်ပါတယ်။ကိုပုံမဲ့ PC ရဲ့နာမည်ကိုရေးပြရမှာဖြစ်ပါတယ်။ပြီးရင်တော့အလေးချိန်ရေးပြရမှာဖြစ်ပါတယ်။ပြီး HS code တွေကတော့မဖြည့်လိုက်ရပါတယ်။ပြီးတော့ကျွန်တော်တို့ပုံမဲ့ PC ရဲ့အလေးချိန်ကိုထည့်ပြရမှာဖြစ်ပါတယ်။အလေးချိန်ကတော့မသိရင်တော့ကျွန်တော်တို့ဒီ UBIN code ကိုမှလည်းချိန်လို့ရပါတယ်။ ပြီးရင်တော့ကျွန်တော်တို့ပို့မဲ့ပစ္စည်းရဲ့ quantity အရေးထွက်ခဲ့ပြီးရင်တော့ကျွန်တော်တို့ပို့မဲ့ပစ္စည်းရဲ့တန်ဖိုးရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ရှင်းဆက်သွားလို့ရပါတယ်အဲအပေါ်မှာတန်ဖိုးရိုက်ထည့်ပြီးသွားရင်လည်းအောက်မှာသူတို့ auto တွက်ပေးပါတယ်ပြီးရင်တော့ကျွန်တော် continue နေပြီးတော့ရှင်းဆက်သွားပါမယ်ဒီနေရာမှာကတော့ကျွန်တော်တို့ပစ္စည်းရဲ့အလေးချိန်ကို ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ပစ္စည်းရဲ့အလေးချက်ပေါ်မှာပို့တည်ပြီးတော့ကျွန်တော်တို့ကြာတဲ့နေကိုသူတို့အော်တိုတွက်ပေးမှာဖြစ်ပါတယ်တကယ်ကြီးအထင်ကတော့ရန်2500ပါအဲ့တော့ဒီမှာကျွန်တော်ပို့မဲ့ပစ္စည်းရဲ့ဒီအလေးချက်ကိုရိုက်ထည့်ပါမယ်ပြီးရင်တော့အောက်မှာနန်းကော်မရှယ်ကိုရေးပြီးတော့ကျွန်တော်ရှင်းဆက်သွားပါမယ် ခုနှစ်ညနှိပ်ပြီးရင်တော့ကျွန်တော်တို့ခုနကဖြစ်ခဲ့တဲ့ကျွန်တော်ပို့မဲ့ဝေးပြီပေါ့နော်ပို့မဲ့အကြောင်းအရာတွေကြာလာပါတယ်အဲဒါဆိုရင်အဲ့ဒါကိုခါခုနှစ်လောက်ပါမှန်တယ်ဆိုရင်တော့ကျွန်တော်ခုနှစ်ညနှိပ်ပြီးတော့ရှင်းဆက်သွားပါမယ်ဒီနေရာမှာအချက်အလက်တွေပြင်ဆင်တဲ့အခါမှာကျွန်တော်မှားနေတဲ့အချက်အလက်တွေမော်ဒယ်ဖိုင်ကိုနှိပ်ပြီးတော့ပြင်လို့ရပါတယ်။အဲဆိုတော့ကျွန်တော်မော်ဒယ်ဖိုင်ကိုနှိပ်ပြီးတော့ကျွန်တော်မှားနေတဲ့အချက်အလက်တွေပြန်ပြင်ပါမယ်။ပြီးရင်တော့ကိုနေညို့နှိပ်ပြီးတော့ရှင်းဆက်သွားပါ။ အဲဆိုရင်တော့နောက်ထပ်တစ်ချက်ပြန်စစ်ပေးပါမှန်တယ်ဆိုရင်တော့ကျွန်တော်တို့ကုနေညွှန်နေပြီးတော့ရှင်းဆက်သွားလို့ရပါတယ်အဲ့တော့ဒီမှာကျွန်တော်အချက်လက်တွေ okay ပါတယ်ပြီးရင် confirm ကိုနှိပ်ပြီးတော့ကျွန်တော်ရှင်းဆက်သွားပါမယ်ဒီနေရာမှာကတော့ကျွန်တော်တို့ခုနကရှောက်ခဲ့တဲ့ email ကိုစံ email ပို့ခိုင်းပါမယ် ဆန်အီးမေးနှိပ်ပြီးတဲ့အခါမှာကျွန်တော်တို့ရဲ့အီးမေးကိုဒီ QR code label လေးပို့ပေးပါလိမ့်မယ်။ပြီးရင်တော့အဲ့အီးမေးတွေကိုဝင်ပြီးလို့ရှိရင်ကျွန်တော်တို့အီးမေးရပါတော့။လင့်လေးကိုတစ်ချက်ထပ်ဝင်လိုက်ပါ။အဲ့ဒါဆိုတော့ဒီဒူတီကုတ်ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါ။ဒီစကန်ကြာလာတဲ့ခါမှာကျွန်တော်တို့ယူပင်းရဝန်ထမ်းခေါ်ပြီးတော့ပြောလိုက်ပါအဲ့ဒါဆိုရင်တော့ဝန်ထမ်းကဒီ QR ဖတ်လို့ရတဲ့ဆက်လေးကိုယူပြီးတော့ ခုနကကျွန်တော်တို့ကျွမ်းမဲ့စကံပတ်လုပ်ပါတယ်ဒီဆူဆူကီလုပ်ငန်းစဉ်ကပြီးပါပြီပစ္စည်းကတော့ပါကင်ထုတ်ဝီးသားရှင်တော့ပါကင်ပေးလို့ရပါတယ်တကယ်လို့ပစ္စည်းကဘောတော့ကိုကဂျက်ဖာတွေပါကင်တွေမပြင်းစင်လာခဲ့ဘူးဆိုရင်တော့ယူဘင်းပါလေဂျက်ဖာတွေဝယ်လို့ရပါတယ်ဒါပေမဲ့ယူဘင်းမှာကဂျက်ဖာတစ်ခုပဲဝယ်လို့ရပါတယ်အဲကိုပိုးမဲ့ပစ္စည်းကကွဲတဲ့ရှာတဲ့ပစ္စည်းဆိုရင်တော့ကျွန်တော်တို့လေဖောင်းအိတ်လေးတွေပါလေးတွေတရာရန်ဆိုင်တို့မဟုတ်ဒိုင်းစုံစေရီယာကနေကြိုပြီးတော့ဝယ်သွားဖို့ပြောချင်ပါတယ် အဲ့လိုကြိုပြီးဝင်လာတဲ့အခါမှာကျွန်တော်ကွဲလက်တဲ့ပစ္စည်းဆိုရင်ပေါ့နော်ဒီကိုပစ္စည်းရဲ့အပေါ်ကလေဖောင်းအိတ်လေးတွေအပေါ်ခံပြီးတော့ပေါ့နော်ဒီကြက်ဖာပုံတွေကိုပိတ်လို့ရပါတယ်အဲ့တော့ပစ္စည်းကျွန်တော်ထုတ်ပိုးတဲ့အဆင်ပြေးသွားပြီဆိုရင်ကျွန်တော်ဝန်ထမ်းကနေမှဒီ label တွေလာပေးပါလိမ့်မယ်အဲဒီ label မှာကကျွန်တော်တို့ပို့လိုက်တဲ့သူရဲ့လက်မှတ်ပို့လိုက်တဲ့ရက်စွဲတွေကိုကျွန်တော်တို့ဖြည့်ပေးရပါမယ်ကျွန်တော်တို့ရက်စွဲတွေကိုယ့်ရဲ့လက်မှတ်တွေဖြည့်ပြီးသွားရင်တော့ကျွန်တော်တို့ပစ္စည်းပို့တဲ့ project ကပြီးပါပြီဝန်ထမ်းဘက်ကနေမှကျွန်တော်တို့ အချက်ဖောက်ပေါ်မှာဒီ label တွေကတ်မှာဖြစ်ပါတယ် label တွေကတ်ပြီးကျွန်တော်တို့ကြာတဲ့ငွေရှင်းပြီးသွားရင်တော့ဝန်ထမ်းဘက်ကနေမှကျွန်တော်တို့ကိုပို့လိုက်တဲ့လူရဲ့နာမည်နဲ့ပေါင်ချာနဲ့ပြီးရင်တော့ကျွန်တော်တို့ဒီငွေရှင်းတဲ့ပေါင်ချာလေးကိုပြန်ပေးมาဖြစ်ပါတယ်ဒီဆိုင်ရနဲ့ပြည်သားရပြီးရင်တော့ကျွန်တော်တို့ယူပင်းကနေမှတစဉ်နိုင်ငံเจ้าကိုပြစည်းပို့တဲ့ process ပြီးပါပြီခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါစေ